မန်ချက်စတာယူနိုက်တက်အသင်းကတော့ရှုံးပွဲမရှိဘဲနဲ့ယူရိုပါလိကွာတာဖိုင်နယ်အဆင့်ကိုတက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။မင်္ဂလာပါကိုခိုင်းစတာဖုတ်ဘောရှူအနေကြိုးစားပါရခင်ဗျာ။မန်ချက်စတာယူနိုက်တက်နဲ့ရီယယ်ဆိုစီဒတ်တို့ရဲ့ပွဲပြီးသုံးသပ်ချက် full time review ကိုကျွန်တော်ညီကိုနဲ့တူတူလုပ်သားကြပါမယ်။လုံးဝမတင်ထားတဲ့ amazing result လို့ပြောလို့ရရပါတော့နော်။ရီယယ်ဆိုစီဒတ်ဒီ နောက်ဆုံးနှစ်ကြိမ် Ultra Foot မှာတွားရောက်ရှင်ပြိုင်ကစားခဲ့တဲ့နေရာမှာတပွဲမှမရှုံးနိုင်ခဲ့ဘူး။တပွဲနိုင်ပြီးတော့တပွဲတည်ရကြအောင်ဆွတ်ဆောင်နိုင်ခဲ့တယ်။အဲ့ဒီအချိန်ရွတ်တည်းရလဲခုနှစ်အပြည့်အရင်အလံမွေသေးတဲ့အချိန်မျိုးမှာ United ဒီအကောင်းဆုံးဒီတမိုင်းစင်လာတွေကိုတွန်းလှန်ခဲ့ ပြီးတော့ Real Sociedad အသင်းကိုအနိုင်ရခဲ့တယ်လို့ပဲပြောရမှာဖြစ်ပါတယ်။ကျန်တဲ့အပိုင်းတွေမှာလဲ Manchester United အသင်းဒီတကယ်ကိုဆွတ်ဆောင်ရင်ပိုင်းကောင်းခဲ့တယ်။ Reserve ပိုင်းတစ်ခုတည်းမဟုတ်ဘဲနဲ့ ီဆွဲဆောင်ရေးပိုင်းကလည်းလက်ခံလို့ရခဲ့တယ်အဲ့တော့ကျွန်တော်နောက်ပိုင်းနှစ်ပွဲမှာမြင်လာတာ Ruben Amorin ရဲ့ viewer ဘိုင်းနဲ့နည်းနည်းစနစ်ကျလာသလားပေါ့နော် Amorin ရဲ့ system အောက်မှာကစားသမားတွေဝင်လာတာတွေ့ရတယ်ကျွန်တော် United ရဲ့ defensive line ကကစားသမားတွေနဲ့ပတ်သက်ပြီးငကူကလေးကအဆင်ပြေတယ်လို့ပြောပြီးသား Amorin ရဲ့လက်အောက်မှာပထမဆုံးအံဝင်လာတဲ့ line ဒီ defensive line အခု ကစားသမားအပြောင်းလဲတွေသာဖြစ်သွားတယ် defensive line ကအငြိမ်ဆုံးပဲနောက်ထပ်တစ်ဆင့်တိုးပြီးတော့ကွင်းလေအထိုင်ကစားသမားနှစ်ယောက်အဆင့်ပြေးလာသလို Alejandro Garnacho နဲ့ Joshua Zexiro နေရာမှန်မှာပြန်တွေ့တဲ့ပုံစံမျိုးဖြစ်လာတယ်တဖြည်းဖြည်းချင်းစီရုပ်လုံးလေးတွေတော့ကြွလာရဲပေါ့နော်တိုးတော့အရင်တော့လေယုံကြည်လို့မရသေးဘူးကျွန်တော်ဒီလိုပုံစံအခင်းချင်းမျိုးမြင်တွေ့တာနှစ်ပွဲပဲရှိသေးတယ်အပြောလဲမစောခြင်းမအောင်အဲ့တော့ကြောင့်နောက်လာမဲ့ပွဲတွေမှာ United တို့ ဘယ်လိုပဲပုံထပ်ဖြုတ်မလဲဆိုတာကျွန်တော်ကြည့်ရမယ်။တော်ဒီနေ့ပွဲစဉ်ကတော့တကယ်ကောင်းတယ်။အဲ့တော့ဒီ defensive line ဆိုရင်အသင်းရဲ့အဓိကကစားသမားလီချာနာသွားတယ်။ရှိတဲ့ကစားသမားနဲ့ထက်ကန်တယ်။အရင်မကောင်းသေးတဲ့အောင် okay တယ်အဆင်ပြေတယ်။ဒီနေ့ဆိုရင်လေ Iceman မပါဘူး။ Arsenal ကခေါ်ထားတဲ့ Heaven ဆိုတဲ့ Charlie လေးကိုထည့်ပြီးတော့ကန်သွားတယ်။ Heaven ကလည်းတော်တော်အဆင်ပြေအောင်ကစားနိုင်ခဲ့တယ်။အဲ့တော့အာကြီးနဲ့ပွဲမှာတည်းက ူမင်းနဲ့အနေငယ်ပါဝင်ကစားခွင့်ရခဲ့ပေမဲ့ပရိသတ်သဘောခွေခဲ့တဲ့ကစားသမားတယောက်ပေါ့အဲ့ဒီနေပွဲစဉ်မှာလည်း heaven စွတ်ဆောင်ရင်ကောင်းထပ်ပြီးတော့ပြသခဲ့တယ်ဒီပုံစံတိုင်းဆက်သွားမယ်ဆိုရင် heaven အနေနဲ့ united မှာနေရာတနေရာရလာနိုင်တယ်ဒါမဲ့လေဟိုချီကျူးမစောသင့်ဘူးပေါ့နော်ဘာလို့လဲ united ရှေ့မှာအဲ့လိုတက်တည်တာရကတွေအစင်လာတယ်အများကြီးမြင်ခဲ့ရဘူးလေကစားသမားလေးတွေဆိုရင်အများကြီး high high ရင်းနဲ့ဖိအားတွေရလာတယ်ပေါ့နော်အဲ့တို့ကြောင့် ဟိုပပနဲ့နဲ့နဲ့ဒီလူငယ်ကစားသမားလေးတွေကိုပြုစုပြုထောင်မယ်ဆိုရင်အစဉ်ပြေနိုင်တယ်ဆိုတော့နောက်ထပ်တယောက်က dogu အဲ့တော့ patrick dogu ဒီ um ဘယ်လိုပြောမလဲ lucshaw black version လို့ပြောရမလား patrick evra ကိုပြန်ရရလို့ပဲပြောရမလားပေါ့နော်ငကူကလေးကကျွန်တော် dogu နဲ့ပတ်သက်ပြီးရှေ့ချီးကျူးပြီးသား dogu ကပါနမှုပဲလို့တယ်အနီကက်တည်တယ်ကျွန်내အပိုင်းဒီမှာဘာကြောင့် ဇန်နဝါရီပြောင်းရွှေ့ကာလရောက်တဲ့အခါခေါ်လိုက်လေအားလုံးလည်းတက်တည်ပဲလို့ပြောခဲ့ဘူးတယ်အခုနိုင်ပွဲကဒေါကူကြောင့်လို့ပြောရမယ်ဒေါကူရဲ့ defensive action attacking action walk at the channel တွေကနေရှစ်တက်နောက်ဆင်းကစားပေးနိုင်မှု half space တွေကိုဝင်ပြီး Joshua Zexy နဲ့ချိန်ပြီးတော့ကစားပေးနိုင်တဲ့အပိုင်းဘာမှအပြစ်ပြောစရာမရှိခဲ့ဘူးအဲ့တော့သူ့ရဲ့လုံအားနှုံးပေါ့နော် walk at the ကြီးကဘလောက်ကြောက်ဖို့ကောင်းလဲဆိုရင် ကုဘူပျောက်တော့အဲ့ဒါဒုတိယအကြော့မှလည်းမဟုတ်ပထမအကြော့တော့လည်းအဲ့တိုင်းပဲကုဘူဒေါကူဘန်ကလည်းဘာမှလုံးလို့မရဘူးဒါ defensive action walk rate အပိုင်းကိုပြောတာအဲ့တော့ကျွန်တော် attacking action ကြီးကြည့်မယ်ဆိုရင်အဲ့တိုင်းပဲတစ်ဖက်အသင်းကနောက်ခံကစားသမားတွေဒေါကူကိုပဲ give ဆိုင်နေရတယ် penalty ပေးလိုက်ရတယ်တယောက်ထုတ်ခံလိုက်ရတယ်အဲ့ဒါဒေါကူကြောင့် overlap တွေတက်တာအရင်ကောင်းတယ် analog တွေဝင်တာအရင်ကောင်းတယ်အဲ့တော့ဒီနေ့ပွဲတင်က dog ကူပွဲလို့ပြောရမှာဖြစ်ပါတယ်နောက်ကျွန်တော်သဘောကျတဲ့အပိုင်းက penalty တစ်လုံးထက်ရတယ်ဒီပနတီပြစ်တံမှာတစ်ဖက်နောက်ခံကစားသမားကတော့ဘောလုံးကိုအရင်ထိသွားတာဒေါကူကနောက်မှလဲသွားတာကွင်းလက်ထိုင်ကမရဘူးဖိုးတိကျလုတ်တယ်ပနတီပြစ်တယ်သို့တော့သူနဲ့မထိဘူးဆိုပြီးဒေါကူကပြန်ပြီးတွားပြောတဲ့မန်တလီတီဘိုင်းလေးတွေကလည်းသဘောခွေ့ကျင်စရာလေးတွေပါကျန်တဲ့ကစားသမားတွေကတော့သူ့အထိုက်လေးရောအဆင်ပြေခဲ့ပါတယ်ဒါအလီယန်ရိုဂနာချိုဆိုရင်ကျွန်တော်မြင်ရတော့အဲ့ level 1မှာတက် RAM နေရာမှာပို့ပြီးတော့ကောင်းတယ် အာရှနယ်ဘွဲမှာလည်းသူဒီနေရာမှာလည်းဆိုတာအခုဘွဲမှာလည်းဒီနေရာမှာလည်းကစားသွားခဲ့တယ်အကုန်အဆင်ပြေတယ်ဝိုင်လန်းတောင်မှာဒီနေ့တကြိမ်ဖန်တီးမှုရယူပြီးခဲ့တယ်တတ်မှတ်ထားတဲ့နေရာမှာကစားခဲ့တဲ့ကစားသမားတွေအားလုံးသူ့အထိုက်လျောက်တော့ဆွဲဆောင်မှုရှိအောင်ကစားနိုင်ခဲ့ပါတယ်ဒါကတော့ player တူတယောက်ချင်းစီနဲ့ပတ်သက်ပြီးတော့ဒီဘွဲပေါ်မှာကျွန်တော်ရဲ့အမြင်ကိုပြောတာပါအဲ့တော့ဘီယပိုင်းကအနေငယ်ဖြစ်ဆွဲပြောမယ်ဆိုရင်ကျွန်တော်တို့ထင်လိုက်တာတစ်ဖက်က possess တွေအများကြီးနဲ့ ကစားနိုင်စွမ်းရှိတဲ့ Real Sociedad ဖြစ်တဲ့အတွက်ကြောင့် Martin Zubemendi ဒီပါလာရာနဲ့အညီကွင်းလယ်မှာထိုင်ပြီးတော့ပစ်တက်တွေအများကြီးတည်နိုင်တယ်။သို့တော့တကယ်တမ်းဖိအားပေးပြီးကစားသွားပြီးအပေါ်အသင်းဖြစ် နေခဲ့တာ Manchester United အသင်း။ Counter Attack ကိုတော့သိပြီးတော့အာမကိုပဲ pressing တွေအများကြီးပေးသွားတယ်။အဲ့တော့ pressing ပေးရဆိုတဲ့နေရာမှာဟိုတာမန်ဝစ်ဂျစ်တန်းဂျီ press လား။အဲ့တစ်ဖက်အသင်းကဘောလုံးရတဲ့ခါကျတယောက်ချင်းစီလိုက်ပြေးလိုက်နေတဲ့အရင်က Eric Dan ဟိုလက်ထက်ကဗျ transition game လို့သာပြောတာအားသုံးကုန်တိုင်း2ယောက်3ယောက်လောက်ပြေးလိုက်လေအဲ့ဒါခဏပဲအချိန်တိုင်းတက် တစ်ခုရောက်ရင်ပြိုလဲသွားတော့တိုးတော့ဒီနေ့ပွဲနေမှာအဲ့ဒီ hybrid တွေက minute တော်တော်များများမှာကျွန်တော်မြင်တွေ့ခွင့်ရခဲ့တယ်ရှေ့က Joshua Sexy Ramos Thailand Alejandro Garnacho အကုန်လုံး pressing ပြီးခဲ့တယ်လို့ကျွန်တော်အလယ်မှာဆိုလဲ Bruno Fernandes Casemiro တယောက်မှနေရာလို့မကြအောင် pressing ပြီးသွားခဲ့တယ်အဲ့တော့ pressing ပြီးရဆိုကျွန်တော်ရတာဟိုပါဇက်က အလွယ်တကူ pressing လို့ပြောလိုက်တာတကယ်သားကြည့်လေ pressing ပေးတယ်ဆိုတာ defensive action အားလုံးဖြစ်မြောက်ဖို့အတွက်လိုက်ပြီးကြိုးစားကစားပေးတဲ့ပုံစံမျိုးကိုပြောတာအဲ့တော့ကြောင့်ကစားသမားတွေအားလုံးဒီပူပြီးပြိုင်သွားနိုင်တယ်အဲပြိုင်ဘက်အတင်းဟာကစားကွက်တဲဘူးတော့ခတ်တယ်အဲ့ဒီနေ့ပွဲစဉ်မှာမာတင်စုဘယ်မန်ဒီပါလာလို့ဒီလောက်ခံထားသွားတာစုဘယ်မန်နေကလည်းဒီနေ့သူ့ရဲ့အခြေသွေးကိုသူပြတ်တသွားခဲ့တယ်ပေါ့နော် ်ပရီးမီးယားလီးကိုရောက်မယ်လို့သတင်းမှွင့်နေတယ်အာယူကိုရောက်မယ်လို့သတင်းမှွင့်နေတယ်ဇူဘမန်ဒီရဲ့ဘောဂေရီနေအရန်ကောင်းတယ်ဂျာရဲ့အင်တာဆက်တီအရန်ကောင်းတယ်ဇူဘမန်ဒီသားဒီဒီပလိုင်းမီဖီတနေရာမှာမရှိရင်မန်ချက်စတာယူနိုက်တက်အသင်းကဒီတက်အခွင့်အရေးတွေရလာနိုင်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မာတင်ဇူဘမန်ဒီဒီနေ့ပွဲစဉ်မှာပွဲကို control လုပ်သွားခဲ့တဲ့အတွက်အနေနဲ့တက်တာသွားတယ်လို့ပဲပြောရမှာဖြစ်ပါတယ်ခင်ဗျ။ရီဂက်ဆူစီတဲ့ရဲ့ကစားပုံကတော့စပိန်အသင်းကြီးရဲ့ကစားပုံအတိုင်းပဲအသင်းလိုက် ဟန်ချက်ညင်ညင်နဲ့ဘီဝါပိုင်းအာတာမှုရအောင်ကစားဖို့ကြိုးစားခဲ့ပေမဲ့လည်းနောက်ဆုံးချိန်ခါမှာတော့ United အသင်းအပဲဂိုးပြတ်ရလက်နဲ့အနိုင်ယူခဲ့ပြီးနောက်တစ်ဆင့်ကိုတက်ရောက်သွားခဲ့တာဖြစ်ပါတယ်ခင်ဗျ။ဆိုတော့ဟိုကျွန်တော်တို့ twin goal တွေကိုပြန်ဆန်းစစ်မယ်ဆိုရင် penalty twin goal တွေကတော့ဘေးဖက်လိုက်ပါတော့ကျွန်တော်တို့ counter attack ကနေရတဲ့ဒါ Alejandro Garnacho နဲ့ Bruno ရဲ့ချိတ်ဆက်မှုက twin goal ကလည်း Bruno ရဲ့ hat trick twin goal ဖြစ်စေခဲ့တယ်လို့နောက်ဆုံး twin goal ဖြစ်တဲ့ Diego Dalot ရဲ့ twin goal ကလည်း တိုက်စစ်ကစားသမားရာမှုစ်ဝိုင်လန်ရဲ့ဂိုးပောင်ဝင်ပတ်သက်မှုမရှိတာကြာနေပြီဖြစ်တဲ့အချိန်ကာလတစ်ခုကိုအဆုံးသတ်စေခဲ့ပါတယ်ခင်ဗျအဲ့တော့ဒီပွဲစဉ်က United အတွက်ရှုံးဝဲမရှိဘဲနဲ့ quarter final အဆင့်တက်ရောက်သွားခဲ့တဲ့ပွဲစဉ်တစ်ပွဲလို့ပြောရင်းနေပဲဗီဒီယိုလေးကိုဒီမှာနားကြည့်ပါရစေကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ